ားလုံးပဲမင်္ဂလာပါရှင်။ကြားလာကြတော့ကုန်ပြေရှိလူကြီးမင်းများပန်းရတခင်ဥယျာဉ်မှုပမာကျောင်းအောင်ဆရာမကြီးကျောင်းဖောင်တာနဲ့ဆရာဆရာမများမိမိရဲ့သူပညာပညာသင်ယူနေကြကုန်တော့ကပအထီးချင်ရှာမဲ့မဟာကဝိပညာရှင်ကျောင်းသားကျောင်းသူများနဲ့တကွာတပါပတိအဖွဲ့ဝင်များဖွဲ့တော်တန်ယူကြီးမင်းများအားလုံးသုံးသက်စနေဝွန်ထွက်သက်စလာပမာ ကိုစိတ်နှပြပေးရန်ကွာကျမ်းမာ၍ချမ်းသာပါကြပါစေကြောင်းဥစွာပထမကာရဝပြုနှုတ်ခွန်ဆက်သလိုက်ရပါရဲ့ရှင်။ဒီမှာကတော့ပြင်းပြင်းနဲ့တဘာဝလာပြည့်စံတဲ့ဖအံမျိုးအတွင်း ရိယာကိုပိုင်ကြောင်းမှာပညာစီးဘူးတန်းတွေခုလျက်ရှိတဲ့နှသွေးစုံလင်ယုံနာမကလူတိုင်းပေါ်မှာထားရှိတဲ့မေတ္တာကိယူနာများလဲလိုင်လာပြီးပညာပါရမီပြည့်ဝသည်ဟုသတင်းကြိုင်နေတဲ့နန်းဟဝင်းမြိုင်လေးပဲဖြစ်ပါရဲ့ရှင် ဒီမှာဒီကနေ့ဒီကြပန်စက်ပြောပြန်ပွဲကိုလာရောက်ရှင်ပြန်ရခြင်းအကြောင်းရင်းကတော့နိုင်သည့်ရှုံးဒီကိုပြဌာနာမထားပဲဒီခမ်းမအတွင်းသို့လာရောက်နာတော်သဆင်ကြသူများဒီခမ်းမအတွင်းမှာပြန်လည်ထွက်ခွာသွားချိန်တွင်လက်မလာခြေမလာနဲ့မဖြစ်သွားရပဲပညာဘူးထုတာတခုခုရရှိသွားရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့လာရောက်ရှင်ပြန်ရခြင်းဖြစ်ပါရဲ့ရှင် ဒီကနေ့ကျမစင်ပေါ်တက်လာရပြီးကံကျမရဲ့ရွေးချယ်မှုအရာပြောကြရမယ်။ကြုံရကြပန်းစကပြောရဲ့ကောင်းစဉ်လေးကတော့ကျမက IT ပညာရှင်ကြီးတူဖြစ်ခဲ့ရင်ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်။ IT ပညာရှင်အကြောင်းမပြောခင်မှာ IT ပညာရဲ့အကြောင်းအရင်အကြံဖြင့်ပြောပြပါရစေရှင်။ကျမတို့ယနေ့ခေတ်လူငယ်တိုင်းလေးပါ IT ဆိုတဲ့စကလုံးကိုကြားဖူးနာဝရှိကြမှာပါ။ အကဘာအစစ်မီလူ့ဘဝဝင်တဲ့နေရာတွေမှာအုံချထားတဲ့ဒီ IT ပညာဆိုတာပေါ့ IT ပညာကိုယခုထိုင်နေတဲ့ပြည်သက်ကြီးတို့ထဲမှာတည်ရလူတွေရှိမယ်မတည်ရလူတွေလည်းရှိမယ်ဆိုတော့ IT ဆိုတာဘာလဲ IT ရဲ့အရှိတောက်ကတော့ information technology ဖြစ်ပြီးတော့မိပညာဆိုင်ရာသတင်းချဲ့လက်လို့အတိတ်ပဲရပါရဲ့ရှင် IT မှာအပိုင်း၃ပိုင်းရှိပါတယ်။ software ရယ် hardware ရယ် network ရယ်ဆိုပြီးတော့ဖြစ်ပါတယ်ရှင်။ ။တခုချင်းစီရောဥပမာပေးပြီးပြောရမယ်ဆိုလို့ရှိရင်တော့ software ရဲ့ဥပမာတွေကအဲ TikTok တွေ Facebook တွေ game တွေစတဲ့ application တွေပဲဖြစ်ပါတယ်။ hardware hardware ကကြတော့ဒီ application တွေကိုအသုံးပြုနိုင်တဲ့ဖုန်းတွေ laptop တွေစတွေပေါ့ရှင်။နောက်တော့ကကြတော့ကွန်ရက်လို့သိပဲရပါရဲ့လမ်းချုံတဲ့သဘောပေါ့သူရဲ့ဥပမာကတော့အင်တာနက်ပဲဖြစ်ပါရဲ့ရှင်ဒါရီအားလုံးကနည်းပညာလို့ခေါ်တဲ့ technology တွေပါဆိုတော့ဒီနည်းပညာရဲ့အတော့က ပါရရှိလာတယ်။နိပညာနိပညာကိုနိပညာကဘယ်ကလာရလဲ။ IT ရဲ့နောက်မှာမောင်းနေနေတာဘယ်သူတွေလဲ။ဒီမျိုးကိုပေါ့အချိန်30စက္ကန့်လောက်ပေးပြီးတော့ခံမှန်းကြည့်ကြပါရှင်။ဟုတ်ပါရဲ့။အားလုံးခံမှန်းကြည့်ကြတဲ့အချိန်မှာဒီနိပညာရဲ့အနောက်မှာမောင်းနေနေတဲ့လူတွေကတော့ IT ပညာရှင်တွေ IT ပညာကိုတက်မြောက်တဲ့သူတွေပဲဖြစ်ပါရဲ့ရှင်။ ဒီနေရာမှာ IT ပညာကိုတက်မြောက်ဖို့ဆိုတာကလည်း coding ဆိုတဲ့ပညာရပ်ဟာမဖြစ်မနေကိုသင်ကြားရမယ်အစိတ်ပိုင်းတစ်ခုနေနဲ့ပါဝင်ပါရဲ့ရှင်။ IT ပညာရှင်တယောက်ဟာကုတ်ရေးတရမယ်။ IT ပညာရှင်တယောက်ရေးလိုက်တဲ့ကုတ်ကြောင်ဟာလူသန်းပေါင်းထောင်ချီရဲ့အမှုခြင်းတွေကိုပြောင်းလဲစေပါရဲ့ရှင်။ကျမအနေနဲ့ကျမအတွေ့အကြုံတစ်ခုကိုပြောပြရမယ်ဆိုလို့ရှိရင်တော့မနစ်က2024-2025ပညာသင်နဲ့ဒီဝိရိယကိုပိုင်ကြောင်တဲ့သိပ္ပံ hub ဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုပူးပေါင်းပြီး coding program လေးတစ်ခုကိုဖန်တီးပေးခဲ့ပါရဲ့ရှင်။ ဒါပေမဲ့အဲ့ဒီချိန်တုန်းကကျွန်မဟာ coding ဆိုတာဘာမှမသိခဲ့ပါဘူး။မသိရလေပြီးရအောင်လုပ်ရမယ်ဆိုရဲအတွေ့ရယ်စရိတ်ကလည်း free ဆိုရယ်ရဲ့အကြောင်းရယ်ကျွန်မဟာဒီ program လေးကိုပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်မအဲ့ဒီချိန်တုန်းကကျွန်မဟာ coding ကျွန်မရဲ့ပထမအဆုံး coding program လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြေခံအကြဆုံးအရာတွေကိုအရင်သင်ရပါတယ်။သင်ခဲ့တဲ့စတင်တဲ့တလျှောက်လုံးမှာအရာအလုံးဟာစိတ်ဝင်စားစရာကောင်းခဲ့တယ်ဆိုပေမဲ့ ဒီ backing ဆိုတဲ့ပြဿနာတွေကိုဖြေရှင်းရခြင်းသင်ခန်းစာကတော့ကျမတို့အမှတ်ရဆုံးပါပဲရှင်။ဘယ်သင်ခန်းစာထဲမှာမတူတဲ့ခံစားချက်မျိုးကိုပေးလို့ပါ။ကျမကျောင်းသားတယောက်အနေနဲ့ဗာလောက်ခဲ့ရလဲဆိုလို့ရှိရင်အဲ့ဒီသင်ခန်းစာရဲ့ function တစ်ခုမှာပြဿနာတွေအခက်အခဲတွေရှိနေပါတယ်။အဲ့ဒီပြဿနာတွေကိုကျမတို့ကကိုညံကိုရေချင်းသုံးပြီးတော့ရှာဖွေရပါတယ်။ရှာဖွေပြီးတော့အဲရှာဖွေရလို့ဆိုလို့ရှိရင်ဒီပြဿနာတွေကိုဖြေရှင်းရမယ်ဖြေရှင်းချက်ကိုရှာရပါတယ်။ အဲ့ဒီဖြည့်ရှင်ချက်ကိုအအောင်လေးလေးနဲ့ရှာတွေ့သွားပြီးဖြည့်ရှင်နိုင်သွားတဲ့အချိန်မှာဆိုလို့ရှင်ကျမအနေနဲ့ဗာဒင်းမလည်းလုံရတဲ့ခံစားချက်ကိုရရှိသွားတာပါပဲရှင်ဥပမာအနေနဲ့ပိတ်တက်ရှင်တို့မြင်အောင်ပြောပြရမယ်ဆိုလို့ရှင်သင်္ချာပုစာတစ်ပုဒ်ကိုဆရာမအခုကြီးမပါပဲလေကုညံကိုရေရှင်နဲ့တွတ်တွတ်လို့နိုင်သွားတဲ့အခါရရှိလာတဲ့ကလေးတရားခံစားချက်လို့ပေါ့ရှင်ကျမတို့ ပြဿနာဖြေရှင်းရခြင်းဟာအလောက်တောင်မှအရေးပါပါတယ်။နောက်မှကျမသိလိုက်ရတာကခုံရင်းပညာရဲ့မှာပြဿနာဖြေရှင်းခြင်းဟာအခြေခံကြရဲဆိုတာပါပဲရှင်။အဲ့ဒါကြောင့်မို့လို့ကျမအနေနဲ့အကယ်လို့ IT ပညာရှင်တယောက်ဖြစ်ခဲ့လို့ရှိရင်ယနေ့ခေတ် Internet ပေါ်တူတွေရဲ့အကြီးအမားဆုံးပြဿနာတစ်ခုဖြစ်တဲ့ Cyber Security လို့ခေါ်တဲ့ Digital Lockdown ရေးကိုဖြေရှင်းပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ကျမအနေနဲ့ကိုယ့်ရဲ့ data တွေ၊ငွေကြေးဆိုင်ရာအချက်အလက်တွေကို တာကွယ်နိုင်တဲ့စနစ်တစ်ခုဟာကရဲ့အလွယ်တကူဖောက်ရှင်လို့မရနိုင်တဲ့အခိုင်အမာဆိုစနစ်တစ်ခုကိုဖန်တီးသွားမှာပဲဖြစ်ပါတယ်အရှင်။ဆက်လက်ပြီးတော့အောက်ကြီးပညာရှင်ကြားဟာပြဿနာတွေကိုဖြေရှင်းနိုင်ရဲ့မပြီးပါဘူး။မဖြစ်သေးတာတွေကိုဖြေအောင်မရှိတာမရှိသေးတာတွေကိုရှိအောင်လုပ်ရမယ်။တီထွင်ဆက်သက်တဲ့လူတယောက်လည်းဖြစ်ရမယ်လို့ကျွန်မယုံကြည်ပါတယ်အရှင်။ဒီနေရာမှာကျွန်မဟာဘာတွေကိုတီထွင်ဖြစ်မလဲ။ကျမအနေနဲ့ဘာတွေကိုပဲတီထွင်ဖြစ်ပါစေကျမရဲ့တီထွင်မှုဟာ အစိုးအငှက်ထက်အကျိုးသက်ရောက်မှုကိုပဲဦးတည်ပါမယ်ဒီတီထွေမှုတစ်ခုကြောင့်ကျမပေါ်မှာသက်ရောက်တဲ့အစိုးအငှက်လို့ခေါ်တဲ့ process ဆိုတာကလူမှုအဖွဲ့အစည်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်သွားနိုင်မလဲ impact ဆိုတဲ့အပေါ်ကိုပဲအဲဦးစားပေးပြီးတော့ထည့်ပြီးဆုံးဖြတ်မယ်ပေါ့နော်အဲ့လိုတီထွေဆုံးတီထွေနဲ့တီထွေဆက်သက်လို့တရားဖြစ်ရမယ်ဆိုလို့ရှိရင်ကျမကတော့အဲ့လိုလူဖြစ်ရမယ်လို့ယုံကြည်ပါတယ် ပညာမြင့်မှာအလူမျိုးတင်းပြီဆိုတဲ့စကားပေါ်လေးကိုအခြေခံပြီးတော့ကျမက IT ပညာရှင်ကြီးတယောက်ဖြစ်ခဲ့လို့ရှိရင်ပထမဦးဆုံးမြင့်တင်ပေးခြင်းတဲ့ကဏ္ဍလေးကတော့ပညာရေးကဏ္ဍပဲဖြစ်ပါတယ်ရှင်။ပညာပန်းခဲလမ်းဆောင်ပွဲ မာပြေနိုင်ရသားကောင်းများကိုမွေးဖွားကြရဲ့ချင်းကားမီဆိုတဲ့စာသားလေးတိုင်းပဲပညာပန်းကြီးလိုင်လိုင်ပွေတဲ့မြမပြည်ကြီးစီကိုဦးစီးဦးဆောင်သွားမယ်နိုင်ရသမီးပြောင်တရားဖြစ်နေဆောင်ရွက်မှာပဲဖြစ်ပါရဲ့ရှင်ကျမတို့နိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်မြို့များအိမ်မှာရှိတဲ့ကလေးသူငယ်လေးတွေကကမ္ဘာစစ်နေတဲ့ပညာရေးကိုသင်ကြားရပါရဲ့ရှင်။အဲ့တော့အကြောင်းမို့လို့ကျမအနေနဲ့မြန်မာနိုင်ငံအစွန်ပြားမှာရှိတဲ့ လူငယ်လေးရဲ့ဒါမှမဟုတ်ကဘာပိုင်းမှာရှိရဲ့ကလေးသူငယ်လေးရဲ့အတွက်ကမ္ဘာအဆင့်မီရဲ့တင်ညာရေးကိုစရိတ်အသက်သာဆုံးနဲ့တင်ကြားနိုင်တဲ့ e-learning platform တစ်ခုကို teacher ဖန်တီးပေးဖို့စိတ်ပူမိပါရဲ့ရှင်ဒီ e-learning platform ကိုလာရောက်ကြောက်မြောက်တဲ့ကလေးသူငယ်တိုင်းရဲ့အားသာချက်အားနည်းချက်တွေကို AI လို့ခေါ်တဲ့ artificial intelligence ဆိုအကောင့်ချပြီးတော့ရှာဖွေမယ်ရှာဖွေပြီးတော့ရရှိလာတဲ့အချက်အလက်တွေပေါ်ကိုတည်ပြီးတော့သူတို့နဲ့ခိုင်းနေတဲ့တင်ကြားရေးစနစ်တခုကိုဖန်တီးပေးဖို့စိတ်ပူမိပါရဲ့ရှင်ဟုတ်ပါရဲ့ AI ဆိုတာဒီလိုအတော့ဝင့်ရဲ့နေရာလေးလို့အကျိုးရှိတဲ့နေရာတွေမှာတော့ချပါ ကြောက်ဖို့လူတွေကမဟုတ်တဲ့နေရာတွေမှာတုံတယ်မကောင်းတဲ့နေရာတွေမှာတုံတယ်ဒီလိုသုံးမှတော့ AI ကစိုးကြိုးများတာပေါ့ရှင် now that အပညာရေးကဏ္ဍပြီးရင်မြင့်တင်ပေးခြင်းနဲ့ကဏ္ဍတွေတခုကတော့ကျန်းမာရေးကဏ္ဍပဲဖြစ်ပါတယ်ရှင်။ကျမတို့ နေမကောင်းဖြစ်တဲ့အခါမှာဆိုလို့ရှိရင်မြို့ကြီးပြကြီးမှာနေထိုင်တဲ့ကျမတို့လူတွေဟာစေကန်စေရုံကိုအလွယ်တကူသွားလို့ရပါတယ်။ဒါပေမဲ့ခုနကပြောခဲ့သလိုပဲမြန်မာနိုင်ငံအစွန်ပိုင်းမှာရှိတဲ့ဖိုးတွေ၊ဖွားတွေ၊ဘူးကြီးတွေ၊တော်ကြီးတွေဟာဆိုလို့ရှိရင်အပြင်းအထန်ပြီးတော့နေမကောင်းတဲ့ကြာမြို့ကြီးပြကြီးပေါ်တက်လာပြီးတော့စေကန်ပြရပါတယ်။ပြီးတော့ဒီလိုအခြေအနေမှာမြို့ကြီးပြကြီးပေါ်ကိုတက်လာလို့မမီပဲနဲ့လမ်းမှာပဲတည်ဆုံးသွားတဲ့လူတွေရရှိပါရဲ့ရှင်။ ဒီလိုအခြေအနေမျိုးမဖြစ်ရအောင်ကျမဟာထိုးသူတွေအတွက်ကိုယ့်ရဲ့ယောဂအခြေအနေကိုစစ်ဆင်နိုင်တဲ့စနစ်တစ်ခု AI ကိုအသုံးချပြီးရောဖန်တီးမယ်အဲ့ဒီစနစ်ကနေပဲစရာဝန်နဲ့ဒါရိုက်ချိတ်ဆွနိုင်တဲ့ telemedicine လို့ခေါ်တဲ့စနစ်တစ်ခုကိုဖန်တီးမှာပဲဖြစ်ပါရဲ့ရှင်ဒီနေရာမှာလူတချို့ကမေးကြမှာပါဒီ telemedicine ဆိုတဲ့ဟာကြီးကိုဒီမြန်မာနိုင်ငံဆုံးဖြတ်မှရှိတဲ့ဖိုးရိပ်အခွားတွေကမတုံ့ပြန်ဘူးလို့လုံးမလဲ ဒီမေကုံးဟာအမှန်တမ်းပြောတာရင်ကျမရဲ့ရင်ဘက်ကိုဓာတ်နဲ့ဆိုက်ထိုးလာပြလို့ပါပဲရှင်။ကျမကိုထိုးသူတွေကိုထက်တွင်မစင်စားတဲ့လူမျိုးတူလို့ထင်သလားထင်ထင်ရလို့မေးရသလားပေါ့ရှင်။အကယ်လို့ကျမရဲ့တိကျွယ်မှုတွေမှာအဲ့လိုပြဿနာတစ်ခုခုအခက်အခဲတစ်ခုခုကြုံလာပြီးဆိုလို့ရှိရတော့ကျမဟာတာဝန်ယူတာဝန်ခံတဲ့လူတရားဖြစ်ရပါတော့မယ်။ဥပမာအနေနဲ့ခုနကထယ်လီမက်ဒီဆင်ကို အဲဒီလူမလိုက်ကအစွန်ပြားမှာရှိတဲ့လူတွေမတုံ့ပြန်ရင်ဘယ်လိုလုပ်လဲဆိုတဲ့မေးခွန်းအဲ့ဒီမေးခွန်းကြွားကျွန်မစဉ်းစားမိရဲ့ဖြည့်ရှင်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီ telemedicine စနစ်ကြီးမှာဘာသာစကားရွေးချယ်မှုမျိုးစုံကိုကျွန်မထည့်သွင်းမယ်တိုင်းရင်းသားတွေရဲ့ဘာသာစကားသာမကတပါပေါ်မှာရှိတဲ့လူမျိုးအလုံးရဲ့ဘာသာစကားကိုထည့်သွင်းနိုင်အောင်ကျွန်မကြိုးစားမယ်ဒီလိုထည့်သွင်းနိုင်ဖို့ကလည်းဘာသာစကားပညာရှင်တွေတိုင်းရင်းသားတွေရဲ့အကူအညီလိုတယ်ပို့သူတွေပို့သူတွေနဲ့ကျွန်မတွဲဆောင်ဆွေးနွေးပြီးတော့ဒီလို စနစ်တစ်ခုကိုဖန်တီးမှာပဲဖြစ်အဆင်ပြေတဲ့စနစ်တစ်ခုကိုဖန်တီးမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါရဲ့ကျမအခံယူထားတဲ့ IT ပညာရှင်တယောက်ဆိုတာတီထွင်ဆက်သစ်ယုံတယောက်ပဲမဟုတ်ပဲねဒီကိုယ့်ရဲ့တီထွင်မှုရဲ့နောက်ဆက်တွဲဆိုကြိုးကိုလည်းတာဝန်ယူတာဝန်ခံနိုင်ရဲ့လူတယောက်ဖြစ်ရမယ်လို့ယုံကြည်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဤပညာဟာတုံတက်ရေးမတုံတက်ရေးပါပဲရှင်ကောင်းကျိုးရရှိသလိုဆိုကြိုးလည်းရှိရဲ့ ကျမဆက်ဆက်ပြောခဲ့တဲ့ကိုရေးကိုတာချက်လက်ကျူးကျော်မှုတွေမြို့ကြီးဆိုင်ရာလိမ့်လည်မှုတွေအပြင်ပလေးဟန်ချီရာတွေအမောစကားတွေသတင်းတူတွေစားရာတွေကလည်းဤပညာရဲ့စိုးကြိုးတွေပါပဲ IT ပညာရှင်တယောက်ဟာဆိုလို့ရှိရင်အဲ့ဒီစိုးကြိုးတွေကိုကာကွယ်ရမယ်ပညာရှင်တယောက်ဖြစ်ရမယ်လို့ကျမယုံကြည်ထားပါတယ် အဲ့ဒါကြောင့်မလို့ကျမရဲ့တီထွေမှုတီထွေမှုအပိုင်းမှာကြာရောက်လာတဲ့ပြဿနာရဲ့အခက်အခဲတွေကိုမျိုးစုံကိုတာဝန်ယူတာဝန်ခံနေရတဲ့ IT ပညာရှင်ကြီးတရားဖြစ်အောင်ကျမစူးစမ်းသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်အနည်းချုပ်နေတဲ့ကျမသာ IT ပညာရှင်ကြီးတရားဖြစ်ခဲ့လို့ရှိရင်ဒီတလုံးနဲ့အနောက်ပေါင်းမြောက်မြဆုပ်ကိုပြင်နိုင်မကဲတော့ဒီ IT ဒီပညာကိုပေါ့နော်အကျိုးရှိအတောင်းချပြီးတော့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့သူ လူမှုဘဝကိုမြင့်တင်ပေးနိုင်တဲ့တီထွင်ဆန်သမှုတွေကိုလောက်ဆောင်နိုင်တဲ့သူဒီတီထွင်ဆန်သမှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတာဝန်တာဝန်ခံနိုင်တဲ့နိုင်ငံသမီးကြောင့်တူဖြစ်အောင်ရည်တည်သွားမှာပဲဖြစ်ပါရဲ့ရှင်ပြည်သက်ကြီးတို့ကျမတို့လက်ထဲမှာရှိရတဲ့ smart phone လေးတွေဟာအနာဂတ်ကိုသွားမယ်တရားတွေပဲဖြစ်ပါတယ်ဒီကဘာလေးကိုဖွင့်နိုင်မဲ့တော့ကိုဖန်တီးပေးတဲ့လူတွေကကြတော့ IT ပညာရှင်တွေပဲဖြစ်ပါရဲ့ရှင် ဒီကြမ်းရည်ရဲ့အနောက်မှာကောင်းတာတွေရောမကောင်းတာတွေရောယောသမားမွေရှိနေတာပေါ့ရှင်အကယ်လို့ကျမသာအဲ့ဒီကြမ်းရည်ကိုဖန်ပေးနိုင်မယ်ပညာရှင်ကြီးတူဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဒီကြမ်းရည်အနောက်မှာရှိတဲ့မကောင်းမှုတွေကိုဖယ်ကောင်းမှုတွေကိုဖယ်ကောင်းမှုတွေကိုပဲတည်ဆောင်နိုင်တဲ့လူတူပုံမောကောင်းပေါ်နဲ့ပုံမောမြကြတဲ့ပုံမောချိတ်ဆက်နားလည်မှုရှိတဲ့ကမ္ဘာကြီးကိုပဲဥတည်ရှောက်လန်းနိုင်တဲ့လူတူဖြစ်အောင် 調査ပါပါမယ်လို့ပြည်ပြည်နဲ့ဒီညမှာပဲအမိတော်ချောရပါရှင်ကျေးဇူးတင်ပါတယ်ရှင်